နေအိမ်ဖျားမှာရွှေချင်း15ဗိတ်တာနဲ့ပူဇော်ထားတဲ့အမေရိကန်ရောင်းတထင်းမကြီးစမိုင်းပရိသတ်များလုံးမဲမလာပါရှင်။ကျမတို့ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ချမ်းသာကြွယ်ဝလုံးပြီးတော့ငွေရီထားစရာမရှိတဲ့နေရာမရှိတော့တဲ့တထင်းမကြီးစမိုင်းကတော့သူမရဲ့နေအိမ်မှာရွှေသားစစ်စစ်ဗုဒ္ဓဆင်းသူတော်တစုကိုကူးကွယ်ပူဇော်ထားပါရစေ။အဆိုပါဗုဒ္ဓဆင်းသူတော်ကရွှေချင်း15ပိတ်တာနဲ့တွင်လို့ထားကြောင်းတရားပါတယ်။ဖျားဆင်းသူတော်တွေကတော့အင်းတွေမှာနန္တာဖြူ ေးဇာတွေနဲ့ပဲပူဇော်ကြပါရစေ။ဒါပေမဲ့လေဂျေဝါချန်တာလူနဲ့အမေရိကန်နိုင်ငံကတထေမဂျေးစမိုင်းကတော့ရွှေသား15ပိတ်သားတန်းစင်တူရောဂျီနဲ့ပူဇော်ထားတာဖြစ်ပါတယ်။တတိမဂျီစမိုင်းလို့ဆိုလိုက်တာနဲ့ဒေါ်လာတန်းချီတန်နဲ့ဆန်အင်ဂျီတွေနောက်ဆုံးပေါ်စိန်ခန်ကားတွေကိုပိုင်လီရင်တွေနဲ့အတူဘွားကိုအိမ်မက်ဆန်ဆန်နဲ့ပိုင်ဆိုင်ထားသူဖြစ်အလုံးကတည်ကြပါရယ်။သူမရဲ့ ကျေဝါကျန်းတော်မူကားဘလောက်ကြည့်လဲဆိုရင်နမဲကြီးအမေရိကန်အဆူရော်ရီအနုမယာရှင်တွေကတော့မှသူ့ကိုလေးစားစားဆက်ဆက်ရတဲ့ဒီပါပဲသူရဲ့လူမှုကွန်ရက်ကိုကြည့်လိုက်တဲ့အချိန်မှာတန်မိုးကြီးလက်ဝဲတဲ့တနာရီနမဲကြီးဖက်ရှင်ဒီဇိုင်နာဘရန်ပစ္စည်းတွေနဲ့ခန်းနာတဲ့နေထိုင်မှုပုံစံတွေကိုအမြဲလူလူမြင်တွေ့ရမှာပါဒီလိုမြင်ကွင်းတွေကြောင့်လူများစုကသမားရဲ့ဘဝကိုအားကြအတူယူချင်ခဲ့တယ်လို့တစ်ဖက်မှာလည်းစီးစိမ်ဥစ္စာတွေကိုကြောဝါလွန်တယ်လို့ဝေဖန်တဲ့တွေကလည်းမကြာခဏထွက်ပေါ်ခဲ့ပူပါတယ် ဒါမဲ့အခုခါမှာတော့တထင်းမကြီးစမိုင်းရဲ့လုံရက်တခုကအင်းရောဝေဖန်ခဲ့တဲ့သူတွေရဲ့ပါဇက်အဟောင်းသားဖြစ်သွားခဲ့ပြီးတော့အထူးဖြစ်ကဘာတဝန်းကဗုဒ္ဓဘာသာတွေရဲ့ဓာတုခေါ်တယ်နဲ့အတူဆိုရှယ်မီဒီယာပေါ်မှာလှုပ်ခတ်သွားခဲ့ပါတယ်။အဲ့ဒါကတော့သူမရဲ့အမေရိကန်လော့အန်ဂျလင်းမျိုးကစိုင်းအင်ကြီးမှကိုကွယ်ဖို့ဇော်ထားတဲ့ဗုဒ္ဓစင်တူရောမြတ်ကြောင်းပါပဲ။ဒီစင်တူရောဟာတမန်ရွှေချစင်တူရောမဟုတ်ပါဘူး။ရွှေသားစစ်စဲအလေးချိန်15ပိတ်သာသုံးပြုပြီးသူလို့ ပူဇော်ထားတဲ့ရုပ်ဘွားတော်ကြီးဖြစ်နေလို့ပါပဲပိတ်တက်ကြီးတို့မမပါဘူးရွှေချင်း15ပိတ်တာပါကီလိုဂရမ်နဲ့တွဲရင်24ကီလိုဂရမ်ကျော်ရှိပြီးတော့လက်ရှိရွှေပေါက်ဈေးနဲ့ဆိုရင်မြန်မာငွေကျပ်ဘီလီယံပေါင်းများစွာတမိုးရှိရဲ့မဟာကုသိုလ်ကြီးတစ်ခုဖြစ်ပါတယ်ဒီစင်းသူတော်ဟာကျညိုသက်ပဲလွန်လာပြီးတော့ကဘာပေါ်မှာပုတ်ကလေးကောက်ကိုကိုမုံစင်းသူတော်ရဲ့တဲ့ကသူဆိုလို့ဆိုနိုင်ပါတယ်တထေမကြီးစမိုင်းရဲ့ကျေဝချမ်းသာမှုတွေကိုပြသတာတဲ့တမဘုဒ္ဓဘာသာဝင်သူအနေနဲ့မြတ်စွာဘုရားပေါ်မှာ ထားရှိတဲ့လေးနဲ့တဲ့တရာတရားကိုတတိပြလိုက်တာပဲဖြစ်ပါတယ်။သူမရှောက်ဖေးထားတဲ့စည်းစိမ်တွေကို Grand Khansa Yun တမကတမိုးရှိဆုံးရွှေသားတွေနဲ့ဗုဒ္ဓမြတ်ဘွားဖျားရှင်ကိုထုလုပ်ပူဇော်ခြင်းအဖြစ်လောကုတ္တရာကုသိုလ်အဖြစ်ပြောင်းလဲလိုက်တာကဒီကိုမုံမြတ်လွန်လာပါတယ်။အင်းရတူကြောပါတယ်လို့ပြောခဲ့တဲ့သူတွေတောင်မှကျန်းတာရာကိုအခုလိုဘာသာရေးမှာတမိုးရှိရှိသုံးသပ်တာအရန်ကြည်ညိုလို့ကောင်းနေဒါမှကုတ္တဝဆေသူရဲ့စီစဉ်တွေကတဒနာရွယ်အတွက် အသုံးပြုသွားတာကဒါတို့အချင်းချင်းခေါ်ဆိုနေကြပါရယ်အကျိုးအဖြစ်ပြောရမယ်ဆိုရင်တထိမအကြီးစပိုင်းကသူမရဲ့ချမ်းသာကြွယ်ဝမှုတွေကိုလူမှုကွန်ရက်ဘဝမှာအပြည့်စုံခံစားနိုင်တယ်လို့ဘာရာတရားအတွက်လည်းအကောင်းဆုံးအသုံးချပြခြင်းအဖြစ်ကျေဝါချမ်းသာတဲ့လူတိုင်းအတွက်စံနမူနာတစ်ခုလိုချပြလိုက်တာပဲဖြစ်ပါတယ် ပိုက်တဲ့ဂျီရိုအနေနဲ့ရောဇမိုင်းရဲ့မဟာကုသရောကြီးအပေါ်မှာဘလုံးမချက်များပေးချင်ပါသည်ရွှေသား15ပိတ်သားတန်းဗုဒ္ဓဆင်သူရောပူဇော်ကူးကွယ်ထားတာကိုတဘောကြလားဆိုတာကိုမှတ်ချက်ပေးခဲ့ပါအောင်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အစိဝင်စားဝေးရအကြောင်းတွေနဲ့တို့ပြန်လာခဲ့အောင်မှဖြစ်လို့အတိတ်တော်ရီတနိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခံလို့လေးကိုလည်းအနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးချစ်မှုတလေကျေးဇူးများတင်ပါတယ်